မက္ကဆီကိုနိုင်ငံအလဲပိုင်းနဲ့အရှေ့ပိုင်းတို့မှာအခုလအတွင်းရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေကြောင့်သေဆုံးသူ86ဦးအထိရှိလာခဲ့တယ်လို့သိရပါဗျ။အော်တိုဝါ20ရက်အထိပျောက်ဆုံးနေသူ28ဦးရှိနေသေးတယ်လို့ဆိုပါရယ်။လမ်းတွေနဲ့အဝေးပြေးလမ်းတွေပိတ်ဆို့တာဒါမှမဟုတ်ပျက်စီးတာတွေနဲ့အတူရက်ွက်120ခန်းဟာလမ်းဘန်းဆက်သွယ်ရေးအခက်အခဲရှိနေတယ်လို့တမရကလော်ဒီယာရှိန်မန်းကပြောပါရယ်။အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေရတာတွေကမပြီးသေးပါဘူးကျွန်တော်တို့ဆက်လက်လုပ်နေရအောင်ပါပဲလို့ရှိန်မုံကဆိုပါတယ် တဝမဘေးဒဏ်သင့်မိသားစုသက်သိန်းအတွက်ပြီးဆို30ဘီလီယံဒေါ်လာ944သန်းခန့်အကူအညီပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ပြူလာပြည်နယ်တစ်ခုထဲမှာပဲရေဘေးအနေနဲ့တင့်သူ7000ဝန်းကျင်ရှိတယ်လို့ပြည်နယ်အစိုးရကပြောပါတယ်။အကူအညီပေးဖို့အတွက်စစ်သား12800ကျော်ကိုတပ်ဖြန့်ဆင်းလွတ်ထားတယ်လို့ဆိုပါတယ်။ပြည်နယ်32ခုအနက်ပြည်နယ်31ခုမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေရေရှမ်းပြည်ကျေးရွာတွေအလုံးရေကြီးရေရှမ်းခဲ့ကောင်မြေပြိုမှုတွေကြောင့်လမ်းတွေနဲ့တံတားတွေပျက်စီးခဲ့တယ်လို့သိရပါတယ်။